အမေရိကန်ကုန်တင်လျင်ပြကြမှုမှာသေဆုံးသူ12ဦးထိတိုးလာအမေရိကန်နိုင်ငံကန်နကီပြည်နယ်တဲကကုန်တင်လျင်ပြကြမှုဟာအသေးပြောက်12ဦးထိမြင့်တက်လာကြောင်းသိရပါဗါးနိုဝင်ဘာလ4ရက်နေ့ညနေပိုင်းကလူးဝစ်ဖီးနိုင်ငံတကာလေဆိပ်ကနေပြန်အတက်မှာ လေရင်ရဲ့အေဂျင်တစ်ခုလုံးပြုတ်ကျခဲ့ပြီးလေရင်ကလည်းကုန်စည်တွေတိုးလောင်ထားရကိုတောင်ကိုပြတ်ကျခဲ့ပြီးမိလောင်မှုတောက်ကွဲသွားခဲ့ပါတယ်။မူလကတော့တေဆုံသူအရေးအတွက်မှာလေရင်မှုပါဝဲအမှုထမ်း၃ဦးသာရှိတယ်လို့ကြေညာထားရကနေ24လ ayi အကြာမှာ12ဦးထိမြင့်တက်လာကြောင်းသိရပါတယ်။တေဆုံသူတွေထဲမှာအ ਨੇ ဆုံးကလေး2ဦးပါဝင်သွားပြီးအရေးအတွက်ကတော့ထပ်တိုးလာနိုင်တယ်လို့ပြည်내အုပ်ချုပ်ရေးမှူးဌာနကပြောကြားခဲ့ပါတယ်။ကနအုပ်စုံစမ်းစစ်ဆေးမှုအရာ ဒီလင်ရဲ့အမျိုးအစားဟာဘယ်ဘက်အင်ဂျင်ဟာလင်ရဲ့ပြတ်တက်ချိန်မှာမီးဆွဲလောင်ပြီးပြုတ်ကျခဲ့တယ်လို့သိရပါဗျ။လင်ရင်ကအချိန်နဲ့ထိုးဆဲလာခဲ့ပြီးဝင်တိုက်ခဲ့တာကြောင့်ကိုယ်တော်နှစ်ခုလုံးလဲမီးလောင်ပြီးအကြီးအကျယ်ဖြစ်စီခဲ့ရပါဗျ။ဒီဖြစ်စဉ်မှာတော့တရားရရှိသူတွေလည်းတရားစင်ကြော်လောက်ရှိတယ်လို့သိရပါဗျ။ဆေးရောက်နေတဲ့သူတွေဟာမီးလောင်တန်းရအပြက်အစီအစာနာတွေနဲ့ထိမှန်ပြီးတရားရရှိကြတယ်လို့ မိကုံးမုံမီအသက်ရှူမွန်ကြတာတွေလည်းပါဝင်တယ်လို့တာဝန်ရှိသူတွေကပြောခဲ့ပါတယ်။ပျောက်ဆုံးနေသူတချို့လည်းရှိတယ်လို့ကိစ္စရေးသမားတွေထံကသိရပါတယ်။လင်းရင်ပြကြရတဲ့အကြောင်းရင်းကိုတော့တိကျကြမသိရသေးပဲစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေသေးပါ။လင်းရင်အေဂျင်ဘာကြောင့်မီးဆွဲလောင်လဲဘာကြောင့်ပြုတ်ကြတယ်လဲလင်းရင်ဘာကြောင့်ပြကြရတယ်လဲဆိုတာကတော့အတိအကျပြောဆိုဖို့အတွက်အရန်ကိုစောလွန်နေသေးပါတယ်။စုံစမ်းစစ်ဆေးမှုရအရာရှိတွေမချက်ပေးထားခဲ့ပါတယ်။ လေပြကြမှုအပြီးမှာလေစိတ်ကိုရာရီပိတ်ပင်းထားခဲ့ပေမဲ့နိုဝင်ဘာလ9ရက်နေ့မှာတော့ပြန်လည်ဖွင့်ပေးခဲ့ပြီးလေရဲ့အတက်အဆင်းတွေပြန်ဆနေပြီလို့သိရပါဗျ။လေရဲ့ပြကြမှုနဲ့ဆက်ဆက်ပြီးလူပြောက်တိုင်ထားတဲ့မိသားစု16ဦးရှိတယ်လို့လည်းဆိုပါဗျ။အမေရိကန်နိုင်ငံမှာကုန်စည်ပို့ဆောင်ရေးလုပ်ငန်းကပိုင်ဆိုင်တဲ့လေရဲ့ဟာလောက်စားဈေးကာလမောင်း3800ကိုတင်ဆောင်သွားခဲ့တာကြောင့်မိလောက်မှုအခြေအနေကပိုမိုဆိုးဝါးလာခဲ့တာဖြစ်တယ်လို့စုံစမ်းသိရှိကြရသိရပါဗျ။ Louis V မိသက်ဌာနအကြီးအကဲ ရိုင်ယန်အိုနေကလည်းမီးလောင်ပြကြခဲ့တဲ့နေရာမှာဖြစ်ပွားသွားခဲ့တဲ့လောင်စာဆီယိုစိမ့်မှုတွေဟာကန်တွယ်ဖို့အတွက်အရန်ကိုအနေရဲ့ကြီးမားတဲ့အခြေအနေမျိုးရှိနေတော့မယ်လို့ပြောကြားခဲ့ပါတယ်။ပြည်နယ်အုပ်ချုပ်ရေးမှူးဘီရှာကလည်းဒေသတွေအနေနဲ့လင်းရည်ပြကြခဲ့တဲ့နေရာစီချင်းကတ်တာမျိုးလုံးဝမလုံးကြဖို့နဲ့အလေးနက်ကိုတိုက်တွန်းတရီပေးထားခဲ့ပါတယ်။လောင်စာဆီတွေပြန့်နှံ့ခဲ့တာကြောင့်အချိန်မရွေးမီထလောင်နိုင်တဲ့အနေရရှိသေးကြောင်း အွန်လိုင်းပေါ်မှာပြန့်နှံ့လာတဲ့ဗီဒီယိုဖိုင်တွေကိုမြင်တိရုံနဲ့ဖြစ်စဉ်ကဘလောက်တောင်ဆိုးဝါးကြမ်းတမ်းခဲ့တယ်လဲဆိုတာအလုံးသိကြမယ်လို့ထင်ပါတယ်။အမေရိကန်နိုင်ငံမှာကုန်စည်ပို့ဆောင်ရေးလုပ်ငန်းကပိုင်ဆိုင်တဲ့လင်းဟာလောင်စာဆီကာလမောင်း3800ကိုတင်ဆောင်သွားခဲ့တာကြောင့်မိလောင်မှုအခြေအနေကပိုမိုဆိုးဝါးလာခဲ့တာဖြစ်တယ်လို့စုံစမ်းသိရှိကြရသိရပါတယ်။ Louis V. မိသက်ဌာနအကြီးအကဲ Brian O'Neil ကလည်းမိလောင်ပြကြခဲ့တဲ့နေရာမှာဖြစ်ပွားသွားခဲ့တဲ့ လောင်စာဆီယူစိတ်မှုတွေဟာကင်တွယ်ဖို့အတွက်အရန်ကိုအနေရကြီးမားတဲ့အခြေအနေမျိုးရှိနေတော့မယ်လို့ပြောကြားခဲ့ပါတယ်။ပြည်내အုပ်ချုပ်ရေးမှူးဘီရှာကလည်းဒေသတွေအနေနဲ့လင်းရေပြတ်ကျခဲ့တဲ့နေရာစီ